ားလုံးပဲမင်္ဂလာပါဘေးကင်းဝေးရမှာကျိုးတူပါလေကျွန်တော်မနောပေမြတ်ရွေရမှာဘုပညာဟာရမ်းကျယ်ပြည့်ပါလေလေးလိုက်လေးလာသလောက်တွေးရှိရမယ့်ပညာကန်းတွေကအများကြီးပဲဖြစ်ပါဒီနေ့မှာတော့လွယ်လွယ်တက်ပြီးလွယ်လွယ်ဟောလို့ရတယ်မဟာဘုပညာကန်းတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်ဒါကြောင့်1389ခုမှာ မိမိဟာဘယ်လာဒီမှာကံကောင်းပါလဲလွယ်လွယ်တွက်တတ်အောင်ဖော်ပြပေးပါမယ်တွက်ယူနည်းစနစ်ကနံပါတ်1မွေးနဲ့မာဘုကိုတွက်ရပါမယ်နံပါတ်2အသက်မာဘုကိုတွက်ရပါနံပါတ်3ကောသာမာဘုကိုတွက်ရပါမယ် တွဲအမာကတော့အဲ့ဒီ၃ခုတည်းပါပဲမွေးနံမှာဖို့တွဲနီးကတော့မိမိမွေးနံနဲ့မှာဖို့အကျွင်းကိုပေါင်းပြီးတွဲချက်ယူရမှာဖြစ်ပါတယ်အဲ့ဒီနည်းနဲ့ဘယ်လာဒီမှာကြံစီစိတ်ကူးဒီအကောင့်တွေစတင်ဖြစ်မြောက်နိုင်မလဲသိရှိနိုင်မှာဖြစ်ပါအသက်မှာဘုတ်တဏီကတော့မိမိအသက်ကို ရောက်စေအသက်ကိုခုနှစ်စာရရှိလာတဲ့ကျွန်းကိုမာဘုတ်ရင်ထူပြီးတော့ဒီနေ့တာကျမ်းမာကြီး ဘယ်လာဒီမှာကန်ကောက်မယ်ဘယ်လာဒီမှာစိုးမယ်တွက်ချက်ယူရမှာဖြစ်ပါကောသာမာဘူးတွက်နီးကတော့ရောက်တဲ့ကောသာတက်ကိကိုတီးပြီးတော့ခုနှစ်စာရရှိလာတဲ့ကျွင်းကိုမာဘူးရင်ထူပြီးတော့ဒီနေ့ဒါစီဝါရေးဘယ်လာဒီမှာကောက်မယ်ဘယ်လာဒီမှာစိုးမယ်တွက်ယူရမှာဖြစ်ပါယင်းတစ်ဘက်ကလာမာဘူးတွက်နီးတဲ့ပတ်သက်ပြီးဖော်ပြထားပါတယ် အဲ့ဒီ journey ကိုနားလည်ရင်လွယ်လွယ်သဘောပေါက်မှာဖြစ်ပါလာမာဘုချပုံကတော့မွေးနံမာဘုမှာမိမိမွေးနံအင်းကစပြီးတော့တကူလာပါတပေါင်းလာတိမာဘုရင်ချသလိုချသွားမှာဖြစ်ပါအသက်မာဘုမှာတော့မွေးနံရှိရာအင်းကစပြီးတော့မိမိမွေးလာမှာစတင်ပြီးမာဘုချသလိုချယူရမှာဖြစ်ပါတယ် ခေါ်တာမှာဘုံမှာတော့မိမိမွေးနိုင်ရင်ကစပြီးတော့တကူလာမှာတပေါင်းလာတိမာဘုချတယ်လို့ချယူရမှာဖြစ်ပါတယ်ဟောပြောယူစားပုံကတော့အထွန်းတာရာသအဓိပတိဌာနတွေမှာရှိတဲ့လတွေဟာတနစ်တာအကောင်းဆုံးလတွေဖြစ်ပါတယ် ပူတီပင်ကမင်းရဲ့ဌာနမှာရှိတဲ့လတွေကတော့ဒီနှစ်တာကံမကောင်းတဲ့လတွေဖြစ်ပါတယ်လက်တွေအတွက်ချက်ပုံကိုကြည့်ကြပါတော့1359ခုကွာတကူးလာကွာဘုရုဒ္ဓဆိုပါတော့1389ခုနှစ်အတွက်တွက်ကြည့်ကြပါတော့မွေးနံပါတ် တကူးလာနဲ့တပေါင်းတစားမိုးလာဒီမှာကြံစည်ထားတဲ့လုပ်ငန်းတွေအောင်မြင်ပါမယ်။အဲ့ဒီနှစ်လဟာအထွန်းဌာနမှာရည်တည်နေလို့ဖြစ်ပါ။ကစုံလာနဲ့နရော်လာဒီမှာတော့လုပ်ငန်းတွေအဆင်ပြေပေမဲ့တီးခံပြီးလုပ်ရပါမယ်။လိုလိုဝတ်ဝတ်နဲ့လှုပ်ဆောင်ရတတ်ပါလေ။အဲ့ဒီနှစ်လဟာတိုက်ဌာနမှာရည်တည်နေလို့ဖြစ်ပါ။ နေုံလာတဲ့ပြာသူလာတွေမှာတော့မိမိထဲအကြီးကမိတ်တွေဒီကွန်ကြီးရရှိပင်အဲ့ဒီနလဟာယာသာဌာနမှာယက်တည်နေလို့ဖြစ်ပါတယ်။ဝါကောင်လာနဲ့တပေါင်းလာတွေမှာတော့ကျင်းကျင်းခါခါပြုတ်လို့ပြီးမှအောင်မြင်နိုင်ပါတယ်။အဲ့ဒီနလဟာအဓိပတိဌာနမှာယက်တည်နေလို့ဖြစ်ပါတယ်။အသက်မှာဘူး နေုံလပြာသူလာဒီမှာကျမ်းမာရေးကူးဆက်ရပါမယ်။ကျမ်းမာရေးနေထိုင်မကောင်းဖြစ်တတ်ပါတယ်။အဲ့ဒီနလဟာမယနာဌာနမယက်တည်နေလို့ဖြစ်ပါတယ်။ကဆုံလာနဲ့နရောလာဒီမှာတော့ထိခိုက်မိတာဒဏ်ရာရတာမျိုးတွေကြုံရနိုင်ပါတယ်။အဲ့ဒီနလဟာဘေကဌာနမယက်တည်နေလို့ဖြစ်ပါတယ်။သတင်းကြွလာမှာတော့ကျမ်းမာရေးဒီပွဲပြည်တနာမျိုးတွေကြုံရနိုင်ပါတယ်။ ဖျားနာတာမျိုးတွေဖြစ်နိုင်ပါအဲ့ဒီနလဟာဘုဒ္ဓဌာနမှာယက်တည်နေလို့ဖြစ်ပါကောဒမဟာဘုကဆုံးလပြသူလားဒီမှာစီးပွားရေးကိစ္စတွေမှာကံကောင်းပါမင်းလုံးသမျှလုပ်တည်ကြိုးခံစားနိုင်ပါဝါသူလားနဲ့တပူတဲလားဒီမှာရတဲ့အရှိတာဝင်တဲ့အရှိတာတွေငွေကြေးတွေ ဝင်လာနိုင်ပါတယ်။လောကလာသားတွေပိုးရလာတယ်မျိုးဖြစ်နိုင်ပါဝါကောင်လာနဲ့တပေါင်းလာတွေမှာတော့မိမိတဲ့ကုံကြီးမားတဲ့သူတွေကုံကြီးရရှိနိုင်ပါတယ်။ယာရုတိုးတရားရှိရင်အဲ့ဒီလာတွေမှာတိုးနိုင်ပါတယ်။တရင်ကျွတ်လာမှာတော့စီဝိုင်းလုံဝဲကံကောင်းမိမိစိတ်ပြန်များရတာမျိုးတွေဖြစ်နိုင်ပါတယ်။အကူအညီတွေတော့ရရှိနိုင်ပါတယ်။ မေယနာဘင်ကပုတိဌာနတွေမှာရှိတဲ့လားတွေကတော့တကူးလားနဒေါ်လားတသောမုံးလားတော်တလင်းလားအဲ့ဒီလားတွေမှာတော့ပင်ပင်ပန်းပန်းလှုပ်ကြိုးစားရပါနိုင်ပါတယ်အခက်အခဲတွေအများကြီးကြုံရနိုင်ပါတယ်မလှုပ်ရှင်တဲ့လှုပ်တွေလှုပ်ရနိုင်ပါတယ်အကြံအစီတွေထင်းကုန်တွေရှိနိုင်ပါတယ်အစဉ်မပြေမှုလေးတွေကြုံရမယ်လားတွေလို့ဟောပြောမှာဖြစ်ပါတယ်ဒီလောက်သူယူဆဟောပြောပုံကိုနားလည်တော့ပြီးထင်ပါတယ်အားလုံးပဲမိတ်ဆွေများ 训练成绩怎么样？